မန်းရွှေဆက်သွုံဖျားပွဲတော်ကို86ရက်ကြာကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းဒေသကြီးမင်းဘူးခရိုင်မင်းဘူးစကုမြို့နယ်ရှိမန်းရွှေဆက်သွုံဖျားကြီးရဲ့2026ခုနှစ်ဘုဒ္ဓပူဇနီးရဖျားပွဲတော်ကြီးကို86ရက်ကြာစီကားတိုင်းမြိုင်စွာကျင်းပသွားမယ်လို့မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရပါတယ်။ ဖျားပွဲတော်ကျင်းပနိုင်ရှိရတဲ့ခရယာရစင်လုပ်ငန်းညှိနှိုင်းရစီဝေးကိုပြုလုပ်ခဲ့ပြီးဖျားပွဲတော်မဟုတ်ဦးနှင့်ဖွင့်ပွဲအခမ်းအနားပြင်ဆင်ရေးဖျားပွဲမြေနေရမန်းချောင်းတောင်ပြင်ပြင်ဆင်ရေးအစာအုပ်အထူးသဒ္ဈေးဆိုင်ခန်းတဲကိုဆောင်များနေရာချထားရေးနှင့်ဆောက်လုပ်ရေးပွဲတော်နှင့်ပတ်သက်သည့်တင်ထားလေလံခေါ်ယူရောင်းချရေးလုပ်ငန်းများလျှက်စစ်မီချမ်းမာရေးတရင်နှင့်ပြန်ချရေးဖျားပွဲတော်လုံခြုံရေးစသည့်ခန္ဓာအလိုက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။မန်းရွှေဆက်တော်ဖျားကြီးရဲ့2026ခုနှစ်ဗုဒ္ဓပူဇနီးယဖျားပွဲတော်ကြီးကိုနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့တဘိုးသွဲလာဆန်း၅ရက်မှမြမနှစ်ဆန်းတရက်နေ့ရက်ထိ2026ခုနှစ်ဇန်နဝါရီလ22ရက်မှဧပြီလ18ရက်နေ့ရက်ထိရပောင်း86ရက်ကြာကျင်းပသွားမယ်လို့သိရပါတယ်ရှင်။